ိသက်များအားလုံးပဲမင်္ဂလာပါရှင်။နေ့စဉ်မိုးလေဝသသတင်းများကိုတင်ဆက်ပေးပါရမယ်။နိုဝင်ဘာလ16ရက်နေ့အတွက်မိုးလေဝသသတင်းများကိုတင်ဆက်ပေးပါမယ်။ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာယနေ့မြန်မာစံတော်ချိန်9နာရီခွဲနာရီချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောတိရီလင်္ကာနိုင်ငံကမ်းရိုးတဲ့ဒေသတွင်ဖြစ်ပေါ်နေသောလေပြင်းနှင့်ရေဝံဝါဆိုရင်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောတိရီလင်္ကာနိုင်ငံတို့ရောက်ရှိခဲ့ပြီးဆက်လက်တည်ရှိနေပါသည်အဆိုပါလီဗီးယားနဲ့ယမန်ဝါဆိုရင်နောက်24နာရီအတွင်းအနောက်မှာအနောက်မြောက်ဘက်သို့ဖြင်းညွှန်ရွာယူလာသွားနိုင်မယ်လို့လည်းခန့်မှန်းရရှိပါတယ်။ ပင်လယ်ပင်လယ်အောင်မြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံပင်လယ်ပင်လယ်အော်တို့မှာတိမ်အတင်းအတင်းဖြစ်ထွန်းနေပါတယ်။ယနေ့ညနေထိခမ်းမန်းချက်များရာတင်းနှင်းလိုက်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျကျနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာပါမည်။ရွာရဲ့ရာနှုန်း80ပဲဖြစ်ပါတယ်။ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိတ်အသည့်အတင်ဖြစ်ထွန်းပါမယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအားအရာဝတီတိုင်းဒေသကြီးနဲ့တနင်္လာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးတီကြွေခြင်းစတဲ့မိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ရှင်။ စမားရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။